ဒီနေ့မိတ်ဆွေတို့ကို sharing လုပ်ပေးသွားခြင်းတားလေးတစ်ခုကတော့2025မှာအလွယ်ဆုံး Facebook account တကောင်ဘယ်လိုဖွင့်မလဲဆိုတာဖြစ်ပါတယ်။ Facebook account တကောင်ဖွင့်ဖို့တက်ကတော့ email တစ်ခုပဲလိုပါတယ်။ account တကူစာဖွင့်တယ်မဆိုရင် Chrome နဲ့ကိုရင်ဝင်လိုက်ပါ။ facebook.com နဲ့တစ်ချက်လောက်ဝင်လိုက်ပါ။ facebook.com နဲ့ကို Chrome နဲ့ကတစ်စင်ဝင်လိုက်ပါ။ကိုယ့်ရဲ့ Facebook အကောင့်အဟောင်းတွေတွေ့ပါလိမ့်မယ်။အပေါ်နည်းနည်းဆွတင်ပြီးတော့ create new account ဆိုတာကိုနှိပ်ပေးလိုက်ပါ။ ကိုကအကောင့်သေးဖွင့်မှာဖြစ်တဲ့အတွက် create new account ဆိုတော့နှိပ်ပေးလိုက်ပါပြီးရောလို့ရှိရင် gas tax ကိုနှိပ်ပေးလိုက်ပါအဲ့ဒီအဆင့်ပြီးသွားပြီဆိုလို့ရှိရင်နာမည်ပေးရပါမယ်နာမည်မှာကိုအဆင့်ပြတဲ့နာမည်တစ်လုံးလုံးထားလိုက်ပါကျွန်တော်ကတော့အစမ်းဖွင့်ကြတာဖြစ်တဲ့အတွက်နာမည်အလွယ်တစ်ခုပဲပေးလိုက်ပါမယ်ကဒီနေရာမှာကျွန်တော်ပြောချင်တာကကို Facebook အကောင့်ဖွင့်တဲ့ခါကြလို့ရှိရင် Wi-Fi တော်လည်းကောင်း၊ data တော်လည်းကောင်း၊ line ကောင်းတာမျိုးဖြစ်ရပါမယ်။ line လည်းကောင်းရမယ်။ line ဆွဲရကောင်းတဲ့ VPN လည်းဖြစ်ရမယ်။ အဲ့ဒါကြမှာဖေဖိုးကောင်လွယ်ကူပွင့်ပါပါကြီးလို့ရှိရင်ကိုယ့်ရဲ့မွေးတက်ကလေးကိုရွေးရပါမယ်ဒေါင်းအေရိုလေးကိုနှိပ်လိုက်ပါပြီးရောလို့ရှိရင်ကိုကအသက်16နှစ်အနည်းဆုံးထားပါမယ်ဖြစ်နိုင်16နှစ်ထားလိုက်ပါအဆင်ပြေတယ်ကျွန်တော်16နှစ်ထားလိုက်ပြီး next နှိပ်လိုက်မယ်ဂျန်ဒါရွေးမယ် next နှိပ်မယ် UI ကိုက email နဲ့ဖွင့်မှာဖြစ်တဲ့အတွက်အပေါ်နည်းနည်းလေးဆွဲတင်လိုက်ပါ sign up with email address ကိုနှိပ်ပြီးလိုက်ပါ ပြီးသွားလို့ရှင်ကိုယ့်ရဲ့ email address ကိုထည့်ပေးလိုက်ပါဒီနေရာမှာကျွန်တော်တခုပြောချင်တာကကိုကဘယ်နိုင်ငံဖေးဖို့ကောင်းလိုချင်တာလဲကိုလိုချင်တာစင်ကာပူလားထိုင်းလားစင်ကာပူကောင်းလို့ချင်စင်ကူဘီဗီယံကိုခံလိုက်ပါထိုင်းကောင်းလို့ချင်ထိုင်းဘီဗီယံကိုခံလိုက်ပါအခုဆိုရင်တော့မိတ်ဆွေတို့ကိုကျွန်တော်ကစင်ကာပူအကောင့်တကောင့်ကိုနမူနာအနေနဲ့ဖွင့်ပြနေရဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ထိုင်းကောင်းလို့ချင်ကိုယ်တိုင်ထိုင်းဘီဗီယံကိုခံပြီးဖွင့်လို့ရတယ်တကယ်လို့ဖွင့်လို့မှအဆင်ပြေဘူးဆိုလို့ရှင် ကျွန်တော်ကိုဆက်သွယ်လေးရပါတယ်ကျွန်တော်အဆင်ပြေတဲ့ခါကြလို့ရှိရင်စူးစမ်းပြီးဖွင့်ပေးပါမယ်အီးမေးဖြစ်ပြီးပါဆိုလို့ရှိရင် next ကိုနှိပ်ပေးလိုက်ပါအီးလို့ရှိရင်ကိုမှတ်မိနိုင်တဲ့ password တစ်ခုကိုပေးလိုက်ပါအီးလို့ရှိရင် save ဆိုတော့နှိပ်လိုက်ပါ password ကိုလည်းမှတ်ထားပါ I agree ဆိုတော့နှိပ်လိုက်ပါ ဲ့လိုမျိုးနှိပ်လိုက်လို့ရှိရင်ခုနကကိုဖြည့်ခဲ့တဲ့ email တဲကို confirmation ကုတ်၅လုံးရောက်လာပါလိမ့်မယ်။အခုရောက်လာတဲ့ confirmation ကုတ်၅လုံးကိုယူပြီးတော့ခုနကွက်လီထဲမှာဖြည့်ပေးရမှာဖြစ်ပါတယ်။ကုတ်လေး၅လုံးဖြည့်ပြီးသွားပြီဆိုလို့ရှင်တော့ next ဆိုတော့နှိပ်ပြလိုက်ပါအခုလိုပေါ်လာလို့ရှင်တော့ table ကောင်တစ်ကောင်အောင်မြင်စွာဖွင့်ပြသပြီးဖြစ်ပါတယ် notification ကို on ထားလိုက်ရပါတယ် skip လုပ်လိုက်လည်းရတယ်ဒီ profile picture ကိုအခုကျွန်တော်တခါတည်းတင်လိုက်မယ်မတင်လည်းရပါတယ်တင်လိုက်တော့ပိုပြည့်စုံပါတယ်ဒီကဒီနေရာမှာကအခုလိုပေါ်လာလို့ရှိရင် skip ကိုပဲနှိပ်ပါအောက်က try the facebook application ဆိုတော့လုံးဝမနှိပ်မိပါစေနဲ့အခုဆိုရင်ခုနကဖွင့်လိုက်တဲ့ facebook account တစ်ခုကိုရပါပြီအခုလိုမျိုး account တစ်ခုရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ profile ကိုနည်းနည်းပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ ခုကျွန်တော်ကစင်ကူဘီဗီယန်တုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဟုံးတောင်းမှာစင်ကူဆိုပြီးတန်းပေါ်နေတယ်ကျွန်တော်အအတောင်းဆိုတော့နှိပ်လိုက်မယ် you and has နှိပ်လိုက်မယ်ပြောလို့ရှိရင်အဟုံးတောင်းနှိပ်လိုက်မယ်ကျွန်တော်ဟုံးတောင်းထားဖို့အတွက်စင်ကူဆိုပြီးရိုက်ထည့်လိုက်မယ် ခုဆိုရင်စင်ကာပူကနေရာတော်တော်များပေါ်လာပြီအဲ့မှာအစင်ပြည်ရဲ့နေရာတကူဆလတ်လုပ်ပြီးတော့ကိုယ့်ရဲ့ဟွန်တောင်းအနေနဲ့ကိုစေ့ထားလိုက်လို့ရပါတယ်မစေ့ယူရရင် share ဆိုတာတစ်ချက်နှိပ်လိုက်မယ်ပြောလို့ရှိရင်ဟွန်တောင်းလို့ထည့်ပြီးပါဆိုရင် next ကိုပဲထပ်နှိပ်ပေးလိုက်ပါဒီကြောင်းနေပါတယ်ရွေးစရာမလိုပါဘူး skip ပဲနှိပ်လိုက်ပါအဲဒီ college လေး university လေး skill နှိပ်လိုက်ပါပြောလို့ရှိရင် အလုတ်ကိုလည်း skip ပဲနှိမ့်လိုက်ပါပြရသလိုရှိရင်ဒီ cover photo ကိုလည်းမထည့်လို့ရပါတယ်အခုဆိုလို့ရှိရင် profile တစ်ခုပြီးသွားပါပြီအခုဆိုရင်ခုနကဖွင့်လိုက်တဲ့အဲအကောင့်ရပါပြီဒါပေမဲ့ကျွန်တော်တခုကြံသေးတာဒီမှာ check in တင်လိုက်ပါမယ် check in ဆိုတာနှိမ့်လိုက်ပါအခုလို check in ဆိုတော့နှိပ်လိုက်မယ်ဆိုလို့ရှင် စင်ကာပူနိုင်ငံကနေရာများပေါ်လာမှာဖြစ်ပါတယ်အရိခါကြဆိုလို့ရှင်ကိုကဒီ post နေရာမှာ တိုက်တာကိုရေးလိုက်ပါကျွန်တော်ကတော့အလွယ်တကူပဲ hello everyone ဆိုရေးလိုက်မယ်ဒါမဲ့ဒီညမှာတခုမှတ်ထားမှာကအဲ့လို check in တင်လို့ရှိရင် public ကိုရေးပြရမယ် public ကိုရေးပြီးတော့မှ post တင်လိုက်ပါ load in your post ကိုင် post တော့တင်ပြီးပါပြီခုဆိုရင်ကြည့်လိုက်ပါကျွန်တော် ပြည်စုံတဲ့ profile တခုရရှိသွားဖြစ်ပါတယ်ခုဆိုလို့ရှိရင် facebook account တခုအောင်မြင်စွာဖွင့်ပြီးသွားဖြစ်ပါတယ်အခုကျွန်တော် facebook ကို log out လုပ်ထားလိုက်ပါမယ်ခုလို log out လုပ်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်တို့ facebook application မှာထည့်ပြီးသုံးလို့ရပါပြီ တကယ်လို့ကိုယ်တိုင်အကောင့်ဖွင့်ကြည့်လို့ခက်ခဲများရှိရလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ